မတိရှိကျွမ်းလာတယ်လာပြီးတဲ့နောက်ဒါအောင်ကြီးချင်းအပြင်တရုတ်ကပေါဝင်ပတ်သက်မှုရှိလားမရှိလားလို့မင်းတရုတ်ကအရန်ကိုဘာဖြစ်နေလဲအထင်ကြီးနေကြတဲ့သူများနော်တရုတ်ပေးစာကန်းစာနဲ့မကင်းနိုင်ကြတဲ့သူများနော်တရုတ်ကိုမျှော်နေကြတဲ့သူများနော်တရုတ်မရှိရနေဘာခွင့်ပဲရမလို့ဆိုပြီးတော့ဟိုဟိုခရော့ပါရဲ့ခရော့ပါရဲ့ဇင်းလေးခွင့်ပြုလို့မျှော်နေကြတဲ့သူများအဲ့လူတွေကကျွန်တော်တခါတည်းရှင်းရှင်းလေးပဲပြောလိုက်မယ်တရုတ်ပေါဝင်ပတ်သက်လာပတ်သက်လာသိချင်းတရုတ်ကိုယ်တိုင်ကတရုတ်တရှိမြောက်ကိုယ်တိုင်လာရှိုးထိလာပြီးတော့ထိုင်ပြီးတော့အခုဘာခေါ်လဲအဖွဲတရုတ်ကအပြစ်ခတ်ရဲစဲအပြစ်ခတ်ပြစ်ခတ်ရဲစဲစောင့်ကြည့်မှုအဖွဲဆိုလာပါလား အဲ့အဖွဲ့ကိုဖွဲ့တယ်နော်ကျွန်တော်ကျွန်တော်ကစကလုံးမမှာဆိုလို့သူတို့ကားရောကားတွေမှာရေးထားတာခင်ဗျားလည်းကားမှာရေးထားပြီးတော့အဲပြစ်ခတ်မှုပြစ်ခတ်ရစဲမှုစောင့်ကြည့်အဖွဲ့အမဲသူကကားရဲ့စာတန်းမှာအဲ့လိုအဖွဲ့ထားပြီးတော့သူကတရုတ်ကလာထိုင်မှာထိုင်ပြီးတော့သူကရှင်းရှင်းလေးပဲမင်းတို့စစ်တပ်ကဒီမှာနေဘလို့လို့ဘလို့လို့မင်းတို့ကိုကန့်ဘလို့ဘလို့လို့ဝါမင်းတို့ဘယ်နာဘလို့နေအမဲသူကစီမံကမသိရင်ကျွန်တော်တို့ကျွန်တော်စစ်ပွဲတွေစကားကြီးမယ်ဘယင်းဘယင်းခစ်ကစစ်ပွဲတွေစကားကြီးမယ် တချို့နေရာတွေမှာထောင်ထားချားနာတဲ့အတွက်ကြားဘူးလို့မှာစကလုံးမြမတမိုင်းစကလုံးထောင်ထားချားနာတဲ့အတွက်တခါတည်းသူတက်မလို့ယူဘရင်ကတက်တော်ယူလွှတ်လိုက်ပြီးတော့အဲ့နေရာကိုချင်းမုန်းခိုင်းပြီးတော့သူတို့လိုချင်တဲ့လူကိုနန်းတင်မခဲ့တယ်သူတို့ရဲ့ဘရင်ကံငယ်မြို့ကံရွာသားငယ်ကိုတင်မခဲ့ပြီးတော့မင်းကရွာသားလို့မင်းကမျိုးသားလို့မင်းကနယ်သားလို့ဆိုပြီးတော့ပေးခဲ့တယ်လို့မျိုးပဲတယောက်ကအဲ့ထက်ရောက်နေဆိုကြတဲ့ခမည်းစင်းသားကြီးတယောက်ပတ်တယ်လားမပတ်တယ်လားထမင်းစားကြီးရင်သိတာပေါ့ဗျာကဲပြောရအောင်ကဲပြောရအောင်ဆိုစင်သားကြီးတယောက်ကသူရယ်ကိုယ်တိုင်လာပြီးထိုင်ချပြီးတော့ကိုမင်းကဘာလို့မင်းကဘာလို့မင်းကဘာလို့စင်သားခံဝဲနေတာမသိရင်ဗျာဘာအထိပ်ပဲကြီးလေအဲ့ဒါကြီး တေယုတ်ကဘယ်လောက်ထိရွာဖြစ်လဲလို့မင်းကျွန်တော်ပုံမှန်လင်းတဲ့ပြောမှထပ်ပြီးတော့ကျွန်တော်မပြောဘဲလမ်းနေချင်းစောင့်နေတာကျွန်တော်တို့ပုဂ္ဂလိကမီဒီယာတွေကျွန်တော်ပုဂ္ဂလိကမီဒီယာတွေကိုလှမ်းပြီးတော့ကျွန်တော်ကျွန်တော်တို့ပြောတာလည်းအဖွဲ့အစည်းကြီးတွေအစင်ပြောတယ်ဘယ်လိုပြောလဲဆိုတော့ထိုင်ဝမ်ကိုထိုင်ဝမ်လို့မရေးစေချင်မရေးပါနဲ့တေယုတ်တိုင်ပြီးလို့ရေးပါတယ်မသိကျွန်တော်တို့ကတေယုတ်ကအုပ်ချုပ်ထားတယ်တေယုတ်အုပ်ချုပ်ခံမီဒီယာကြားနေတာကျွန်တော်ကစဉ်းစားကြည့်တယ်ခင်ဗျားတို့မြန်မာတွေနဲ့စဉ်းစားကြည့်တယ်ဘယ်လောက်ဘယ်လောက်ကျွန်တော်တို့စော်ကားသေးဆိုတာကျွန်တော်ပုဂ္ဂလိကမီဒီယာကိုစော်ကားတာဘယ်လောက်စော်ကားလဲမင်း ထိုင်ဝမ်ကိုထိုင်ဝမ်လို့မရေးပါနဲ့တဲ့တရုတ်တိုင်ပေးလို့ရေးပါတဲ့သူကကျွန်တော်တို့အဲ့လိုလာပြောပြောပိုင်ခွင့်ရှိလားပွင့်လည်းပြောတာအဲ့လာလာပြောရင်ကျွန်တော်သာအဲ့တရုတ်ဆိုရတာဝန်ရှိသူကကျွန်တော်သာပါရေးပြရင်မှာပွင့်လည်းပြောတာအဲ့လာလာပြောရင်ကျွန်တော်သာအဲ့တရုတ်ဆိုရတာဝန်ရှိသူကကျွန်တော်သာပါရေးပြရင်မှာငါပုတ်ကလေးအမိနဲ့မင်းဆောက်ဆံတပြားပေးထားလို့ပြောပါရေးမှာဘာကြောင့်ဆိုအဲ့လိုလုပ်တာကျွန်တော်တို့အဲ့လိုလုပ်တာကျွန်တော်ကဘီယူဆိုင်ကိုဆက်ရေးတဲ့ထိုင်ဝမ်ပဲလာမလို့ထိုင်ဝမ်ပဲမင်းငါမင်းတို့မီဒီယာမဟုတ်ဘူးမင်းတို့မီဒီယာမဟုတ်ဘူးငါတို့ကအဲ့လိုလုပ်တာ တော့ထားကြရင်ခင်ဗျအဲ့တလောက်ထိဆွတ်ဖက်တာကျွန်တော်ပုတ်ခဲ့ပြီလားဆွတ်ဖက်တယ်အဲ့တလောက်ဒီတယောက်ကဘယ်လောက်ဆွတ်ဖက်လဲမင်းတရုတ်နိုင်ငံကိုစန့်ကျင်ပြီးစန့်ကျင်တဲ့သူတွေပေါ့လေမြန်မာနိုင်ငံထဲမှာအခြေမပြုတ်နိုင်အောင်ကျွန်တော်တို့ထပ်မံပြီးတော့ကြာကျွန်တော်ထပ်လောင်းအတီးပြုတ်ခဲ့ပါတယ်ဟုတ်ပြီကြိုက်တဲ့ချိန်လာမင်းကတရင်တို့မေးလဲကျွန်တော်ပြင်မှာရှင်းရှင်းလေးတခေါနဲ့ပြင်မင်းမင်းစစ်တပ်ကိုအုပ်ချုပ်အောင်ကြိုက်လား no ကြိုက်တဲ့ချိန်လာမင်းအေးဘိုးချုပ်ကြီးဘိုးချုပ်ကြီးရှင်းမှာကျွန်တော်ပြောရတယ်နော်ဘိုးချုပ်ကြီးစစ်တပ်အုပ်ချုပ်တာဘိုးချုပ်ကြီးအုပ်ချုပ်တာမင်းကြိုက်လားမင်းကျွန်တော်ပဲကြိုက်မှာမကြိုက်ဘူး ठीक <laughs>